2025မှာပြည်ခွင့်ပိုင်ဆိုင်မှုအများဆုံး10နိုင်ငံကိုလာပြီးတော့မျှဝေပေးမယ်ဖြစ်ပါတာเนาะနံပါတ်1ကတော့ American ဘောเนาะ93189 BTC ပိုင်ဆိုင်ထားတယ်နံပါတ်2ကတော့တရုတ်ဘောเนาะ39000 4000ပိုင်ဆိုင်ထားတယ်။နံပါတ်3ကျတော့ UK ပေါ့နော်6145 BTC ပိုင်ဆိုင်ထားတယ်။ နံပါတ်၄ကတော့ Ukraine ပေါ့နော်46,350 BTC နံပါတ်၅ကတော့မြောက်ကိုရီးယားပေါ့နော်13,518 BTC ပိုင်ဆိုင်ထားတယ်နံပါတ်၆ကတော့ Bhutan ပေါ့နော်12,206 BTC ပိုင်ဆိုင်ထားပါတယ်နံပါတ်၄ခုကတော့ El Salvador ပေါ့နော်6,119ပိုင်ဆိုင်ထားတယ်နံပါတ်7ကတော့ UAE ပေါ့နော်၄၉၄၈ပိုင်ဆိုင်ထားတယ် နံပါတ်6ကတော့ Finland ပေါ့နော် Finland ကြတော့1000နဲ့983ပိုင်ဆိုင်ထားတယ်နံပါတ်30ကြတော့ Georgia ပေါ့နော်66 BTC ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီနိုင်ငံတွေကိုဘာဖြစ်လို့လာပြောပြရလဲပေါ့နော်ဒီနိုင်ငံတွေက BTC အများကြီးကင်ဆောင်ထားတော့ဒီနိုင်ငံတွေကိုစောင့်ကြည့်ထားဖို့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်အရင်လတုန်းကဂျာမနီနိုင်ငံလဲပိုင်ဆိုင်ထားတယ်။ဒါပေမဲ့ဂျာမနီနိုင်ငံက BTC ကို ရောင်းလိုက်တော့ဘာဖြစ်လဲ PTC စေးကွက်ကိုလည်းအနေနဲ့အများကြီးရောက်စေတယ်စေးကြစေတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံတွေကအများကြီးကြိုက်နေဘာမှပြစ်ဘူးနော်အများကြီးဝယ်ထားတာဘာမှပြစ်ဘူးအဓိကတော့မရောင်းဖို့ပဲလိုအပ်တယ်ပေါ့နော်ရောင်းရင်တော့စေးကွက်ကိုအနေနဲ့အများရင်းရိုင်စေနိုင်တယ်အဲနည်းနည်းအများတက်ရောက်မှုရှိတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံတွေက PTC အများကြီးပိုင်ဆိုင်ထားတယ်အဓိကတော့မရောင်းဖို့ပဲလိုအပ်တယ်ပေါ့နော်အများကြီးဝယ်တာဘာဖြစ်ပေမဲ့အဓိကမရောင်းဖို့ပေါ့နော်အမေရိကန်ကတော့ คริปโตซัมมิตซีเวတုန်းကပြောခဲ့တာပေါ့เนาะမရောဘူးပေါ့เนาะဒါပေမဲ့ကြံတဲ့နိုင်ငံတွေကတော့ဒါအထူးစောင့်ကြည့်ရမယ့်အခြေအနေလေးပေါ့เนาะပေရန်ဝင်ရင်ဒီနိုင်ငံတွေရောက်မလားပေါ့เนาะအထူးပဲတည်င်းတွေကိုလည်းစောင့်ကြည့်ဖို့လိုအပ်တယ်ပေါ့เนาะအဲ့တော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်